ဒီဒေသနာတော်ကိုမြတ်စွာဘုရားဟာສຸລະກາລະມະຫາກາລະဆိုတဲ့ညီနောင်နှစ်ပါး ਨੇ ပတ်သက်ပြီးတော့ສົມະဟောကြတဲ့ဒေသနာလက်တွေ့ဘဝတစ်ခုကိုပေါ်လွင်အောင်ဟောတာမြတ်စွာဘုရားเนาะသူတို့နှစ်ပါး ਨੇ ပတ်သက်ပြီးတော့ပြောတာညီကိုနှစ်ပါးပထမဆုံးကတော့တိတပြမြို့ကကိုယ်နဲ့ညီနောင်၃ယောက်ရှိတယ် ကာလပြရတဲ့ဒီနောက်၃ယောက်အကိုကြီးကိုမဟာကာလအကိုလက်ကိုမရှိမကာလအငယ်ဆုံးကဆူလာကာလလို့သူတို့၃ယောက်ရှိတဲ့တဲ့မယ်အလက်ကအင်္ဂါထိုင်ပြီးတော့ညီကိုနှစ်ယောက်သဲလာတဲ့ပစ္စည်းတွေကိုရောင်းဝယ်လုပ်တယ်အကိုကြီးနဲ့ညီငယ်ကလဲပေါင်း900နဲ့ကိုရောင်းကုန်ဝယ်ထွက်တယ်ပစ္စည်းပွားရှာကြတယ် တာဝတိမြို့ရောက်တဲ့အခါကျတော့မြတ်စွာဘုရားတရားတာတဲ့အခါအကိုကြီးဆုံးဖြစ်တဲ့မဟာကာလဖရာတရားတော်ကိုအာယုံဆိုင်ပြီးတော့နာမြတ်စွာဘုရားဟောပြတဲ့မဂ္ဂင်ရှင်ပါအကျင့်တရားကိုတည်တည်ချာချာနားဆိုင်ပြီးထောင်လိုက်တဲ့အခါမှာချင်းကျင်စိတ်ကြံ့ကျင်စိတ်ရှင်ထဲကတရားတရားတွေဖြစ်ပြီးတော့ကျင့်လို့တဲ့စိတ်တွေဖြစ်လာအေးဒါကြောင့်မို့လို့သူဟာသူညီကို ကိုရောကိုဝဲကိစ္စတွေသူညီကိုလွှဲအပ်ပြီးသူကတော့သာသနာ့ဘောင်ဝင်ပြီးရဟန်းခံလိုက်တယ်။သူညီကတော့သူ့အကိုကြီးကိုတရက်ပြန်ခေါ်မယ်ဆိုပြီးတော့ရည်ရွယ်ချက်နဲ့သူ့လည်းပဲနောက်ကလိုက်ပြီးတော့သာသနာ့ဘောင်ဝင်လိုက်တယ်။ဝင်လိုက်ပြီမဲ့လို့သူ့မှာပါတော့ဆိုရင်အမြဲတမ်းအလှပါကိုတွေးတောနေတယ်။အိန္ဒိရိထိန်ချုပ်မှုမရှိဘူးအစာအာဟာရနဲ့ပတ်သက်ပြီးကြိုက်ရင်စားတယ်ဆိုတဲ့ပုဂ္ဂိုလ် ပြင်းတယ်နော်ဒေါလာဝီရိယမရှိဘူးဆိုတော့အခြေအနေတွေနဲ့သူဟာအချိန်ကုန်လားသူ့အကိုကြီးကတော့အဲ့လိုမဟုတ်ဘူးအတုဘန္ဓုပတ္တိမတည့်မတည့်ယွန်းစပွဲဆိုတာလေအတုဘကမ္မထံကျိုးပန်းအထုတ်တယ်အိန္ဒရိယတုတ္တဝုဒ္ဒံအိန္ဒရိရီနဲ့ပတ်သက်ပြီးတော့ကောင်းစွာထင်းချုပ်တယ်ဘောဇနာမိစ္ဆာမတ္တညောမိမိနဲ့တင့်နာအစာအာဟာရနဲ့ပတ်သက်ပြီးတိုင်းတာနဲ့တည်တယ် တတ္တသူကိုယ်သူယုံကြည်ချက်ရှိတဲ့အာရဒဝီရိယရသော်ပြပေးတဲ့ဤစနစ်တိုင်းဝိပဿနာတရားကိုကြိုးကြိုးဆဆအထုတ်တယ်အာထုတ်တော့အကူကြီးဖြစ်တဲ့မဟာကာလကယဟနာဖြစ်သွားတယ်ညီငယ်ဖြစ်တဲ့ဆုလကာလကတော့အိမ်ပြန်မဲ့ရက်ကိုပဲလက်ချိုးတွက်နေအေးတနေ့ကျတော့ရသော်ပြကခီးတိသဆရီကြွတဲ့အခါမှာသူတို့မျိုးကိုကြွသွားတယ် တို့လည်းပါသွားကြတေတပြဆိုတဲ့မြို့ရောက်သွားကြအဲ့ဒီသူတို့မြို့ရောက်တဲ့အခါကျတော့သူမြို့ရောက်ပြီဆိုရင်သူအိမ်ဝိန်းသားတွေရှိတယ်လေစူလကာလာကအိမ်တော်ပဲနှစ်ယောက်ရှိတယ်နော်မဟာကာမစ္စည်းမကာလာက၄ယောက်ရှိတယ်မဟာကာလအကူကြီးက၈ယောက်ရှိတယ် ခုခဲ့တဲ့သားနေနော်အဲ့ဒီလိုအဲ့တော့သူတို့အိမ်ရောက်တော့သူတို့အိမ်ကဆွေမျိုးတွေရောက်လာတယ်ဆိုတော့ပြင်ကြတာပေါ့မြတ်စွာဘုရားကိုဆုံးလို့ကြွေးဖို့ပြင်ပြင်တဲ့အခါကျတော့မြတ်စွာဘုရားကြောလီကြောထမရှိတဲ့အရက်တွေကိုနေရာထိုင်ခင်းပြင်ဖို့ရအတွက်က ဘလို့ပြင်ရမယ်ဘယ်နေရာမှာပြင်ရတယ်ယန္တန်ဃာရီဘလို့နေရာချရမယ်ဆိုတော့တိဖို့ရတဲ့သူ့ကိုကြီးကဆူလာကလာကိုလွတ်လိုက်တယ်မင်းတို့အိမ်ကိုသွားပြီးတော့သူတို့အိမ်ကဆွန့်ကပ်မှာကိုနော်နေရာချဖို့လွတ်လိုက်တယ်နေရာချဖို့လွတ်လိုက်တာတူတူပြောရမယ်ဆိုရင်သူ့နေရာချတဲ့အခါသူ့အမျိုးသမီးတွေဝိုင်းဖန်းပြီးတော့သင်္ကန်းချွတ်ပြီးတူလဲပေးလိုက်တယ်သူ တို့လဲပြီးတော့ခရုံးကပြောင်းနေတဲ့အခါကျတော့ခေါမောင်းလေးပေါင်းပေးလိုက်တာပေါ့အဲသူကတော့သဘောကျနေပုံရပါတယ်သဘောကျနေပြီးတော့သူ့ကိုအဲ့လိုလှုပ်ပြီးတော့ကဲတန်ခါးလေးသွားပင့်ဆိုသူ့ပဲပင့်ခံလိုက်တယ်အဲ့ဒီဥစဉ်လူအတွက်ကရှက်ရကောင်းမှန်းတော့မသိဘူးညဆဗျာသွားပင့်ပြီးတော့တန်ခါးလေးထွက်ကလူဖြစ်သွားပြီခုနကပြောတဲ့ ူဘာနုပတိအလှပအမြဲတမ်းချိနေတဲ့ကိုတော့အလွယ်တကူချော့လိုက်တယ်လူဘောလဲသွားလိုက်။နောက်အဲ့ဒါကိုအားချပြီးမဟာကာလရဲ့အိမ်ကမျိုးသမီး၈ယောက်ကလည်းပဲတို့လည်းပြင်မယ်ဆိုပြီးတော့ဆုံးပြန်။အဲ့ဒါလို့ဆုံးပြန်ပြီးတော့အဲ့ဒီချိန်ကျတော့ပြင်ဆင်မှုအတွက်မဟာကာလမကြွားဘူး။သို့တော့ မြတ်စွာဘုရားရဲ့တန်ခါးလေးဆုံးမကပ်ပြီးတဲ့အခါမြတ်စွာဘုရားကမဟာကာလကိုကဲကိုယ့်အိမ်ကကိုယ်တွေဆွေတွေမျိုးတွေကိုကိုတော်ပဲအနုမောဒနာတရားဟောလိုက်ဆိုတောင်းပေးထားတယ်နော်သူတပါးတည်းကြံ့ရစ်တယ်တောင်းပေးအဲ့ဒီတရားဟောမလို့တရားဟောတဲ့အချိန်မှာသူ့မျိုးသမီးတွေကအကုန်လုံးဝိုင်းပြီးတော့ ဖမ်းချုပ်ဖို့လုပ်တဲ့အချိန်မှာမဟာကာလကစံအပင်ကြီးဝင်စားပြီးတော့အိမ်ခေါင်းမိုးဖောက်ပြီးတော့เจ้าကိုပြန်ကြွားလာခဲ့အဲ့ဒီအချိန်မှာသူကယဟန္တာဖြစ်နေပြီယဟန္တာဖြစ်တော့ဟိုကအတင်းတင်ကန်းကိုချွတ်မလို့ဝိုင်းတဲ့အချိန်လေးမှာပဲသူကကောင်းကင်ပြန်တက်ပြီးတော့အိမ်ခေါင်းမိုးဖောက်ကောင်းကင်ပြန်တက်ပြီးဖျားစီမြတ်စွာဘုရားအเจ้าမှာရဟန္တာတွေကဝေဖန်နေကြတယ် မြတ်စွာဘုရားကဘာဖြစ်လို့မဟာကာလကိုအနုဘောရဏတရားဟောဖို့တပါးတဲ့ချမ်းခဲ့တာလေဟိုမှာສຸລະကာလတုန်းကလည်းပါသွားပြီအခုလည်းသူ့တော်ဒုက္ခပဲနဲ့ပြောနေကြတဲ့အချိန်လေးမှာမြတ်စွာဘုရားကတရားနဲ့တရားမတူဘူးတဲ့ສຸລະကာလဆိုတာအမြဲတမ်းအလှပရှားပွေမမောနေတဲ့ပုဂ္ဂိုလ်ဖြစ်တယ် ဣန္ဒြေဆောင်တည်မှုကင်းတယ်အစာအာဟာရနဲ့ပတ်သက်ပြီးတိုင်းတာ မသိဘူးပြင်းရည်တယ်လုံလောက်ဝိရိယမရှိဘူးဒါကြောင့်သူပသွားတာမဟာကာလကအဲ့ဒါမျိုးမဟုတ်ဘူးတဲ့အမြဲတမ်းအတုဝကမ္မထံပွားပြီးတော့အမှန်တရားကိုသိရှိအောင်ကြိုးစားနေတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့ဣန္ဒြေကိုထိမ့်သိမ့်ဆောက်ရှောက်တဲ့အစာအာဟာရနဲ့ပတ်သက်ပြီးတော့လည်းအတိုင်းတာသိတယ်ယုံကြည်ချက်လည်းရှိတယ် လောလဝိရိယကြိုးစားအထုမှုတဲ့အပြည့်အဝရှိတယ်။မဟာကာလရဲ့စိတ်ဓာတ်ဟာကြောက်သားပဂတိပြည့်တဲ့ကြောက်တော်ကြီးလိုဘယ်တော့မှမုံတိုင်းတိုက်လို့ပြိုလဲမှမဟုတ်ဘူး။သူ့ကိုကိရိတာတော်တွေကတိုက်ခိုက်လို့မရဘူး။သူဟာယန္တပုဂ္ဂိုလ်ကြီးဖြစ်နေတယ်လို့ခေါ်ပြောနေတော့မဟာကာလမထေရကောင်းကင်ရံကဆင်းသက်ပြီးမြတ်စွာဘုရားခြေတော်ကိုဥတိုက်တယ်လို့ဒီလိုမှတ်တမ်းတင်တာနော် ဲ့တော့ဒီမထေမြတ်ဒီမထေနှစ်ပါးညီနောင်နှစ်ပါးကိုအကြောင်းပြုပြီးတော့ရသဗျာဒီဓမ္မဗရဒေသနာတော်ကိုဟောခဲ့တာဒီဓမ္မဗရဒေသနာတော်ရဲ့ဓမ္မရတသူတို့နှစ်ပါးနဲ့သာသက်ဆိုင်တာမဟုတ်ဘူးအာလုံးကိုဘဝကိုလမ်းကြောင်းကိုဖြောင်းတန်းအောင်ကြိုးစားတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဒီရည်ချင်းနေမကောင်းတဲ့ရည်ချင်းနေရှောင်လို့ကောင်းတဲ့ရည်ချင်းနေဥချင်းဆောင်ကြရမှာဖြစ်တယ် ဒီကျင့်စဉ်အတိုင်းကျင့်တဲ့ကျိုးကိုအထောက်သားလို့ရှင်ခိုင်မာပြီးတော့ဓမ္မလမ်းကြောင်းမတိမ်းဆောင်ဖြစ်နိုင်တယ်ဆိုတာကိုခေါ်ကြခြင်းပဲဖြစ်တယ်တရားချက်ကသူတော်စင်ပြိဿပေါင်းလို့ဓမ္မဝရထေသနာမှဓမ္မရတမြာနဲ့ဘဝသင်္ကန်းစာကိုယခုလိုနိုင်မှတ်သားပြီးတဲ့အခါမှာမိမိတွေယဉ်တဲ့နှလုံးထဲမှာဒီအမတ်တရသိမ်းထားကြပြီး ဘဝ၄၀မှာဒုတွေဟာဒီချင်းနေနဲ့ပြည့်စုံနေအောင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်လို့ကိုစီကိုစီအမျောမြင်ကြီးစွာနဲ့မိမိတို့ရည်မှန်းချက်ပန်းနိုင်များကိုရောက်ကြိုးစားအထောက်နိုင်ကြပါစေကုန်တည်း